ာဆင်နယ်နဲ့ပွဲမှာမြင်လိုက်ရတဲ့ဂွာရူလာရဲ့စစ်တူရင်အတွေးခေါ်ဂွာရူလာကအာဒီတာကိုဒီတစ်ခါလဲမနိုင်ခဲ့ပြန်ပါဘူးပွဲပြီးကနေအထိအနိုင်ရလက်ထိန်းထားပေမဲ့မာတီနယ်လီရဲ့62မိနစ်သွင်းကိုကြောင့်ဂွာရူလာအသေးကွဲခဲ့ရပြန်ပါတယ်ဂွာရူလာကကိုမပြအောင်အစွမ်းကုန်ကြံစီခဲ့တာပါပွဲချိန်86မိနစ်ကစတင်ပြီးတိုက်စစ်မရှိတဲ့9-9-3ညကစားကွက်အခင်းကြီးကိုအသုံးပြုခဲ့တာပါကိုလင်မာနေရလို့လုံးဝမရှိအောင်ယူရကဂွာရူလာကအခုလိုကစားကွက်သုံးခဲ့တာဖြစ်ပါတယ်ဂွာရူလာရဲ့နေပြီးပါရီမှာ chess အတွေးမြင်နေစိတ်ဝင်နေပါတယ်ချက်စကစားနီးကတိုက်ခိုက်မယ်ကောက်ဝင်မယ် နေမြေထင်းကျုံမယ်စတဲ့အခြေခံသဘောတရားတွေနဲ့ကစားရတာပါအာဆင်နယ်ရဲ့ပွဲမှာဂွာဒီယိုလာက controlling the center စနစ်ကိုသုံးခဲ့ပါတယ်ချက်စ်မှာဘိုးရဲ့အလဲကိုထိန်းချုပ်တာကအရေးကြီးပါတယ်ဂွာဒီယိုလာရဲ့ football philosophy မှာလည်းကွင်းလေကိုထိန်းချုပ်နိုင်အောင်အတူဦးစားပေးပါတယ်ကွင်းလေကိုထိန်းချုပ်နိုင်ရင်ပြိုင်ဘက်ကိုတိုက်စစ်ဟန်တာပြီးသားဖြစ်သွားပြီလို့ဂွာဒီယိုလာယူဆပါတယ်အာဆင်နယ်ရဲ့ပွဲမှာလည်း Man City ကလေးလေးနဲ့ပုံစံနဲ့ပွဲထွက်လာပေမဲ့ပွဲကားချင်းအပြင်မှာမာလီတစ်အခင်းချင်းဖြစ်ခဲ့ပြီးပွဲချင်း86မိနစ်နောက်ပိုင်းရောက်မှတော့9-3ညာဖြစ်သွားခဲ့တာပါချက်စ်မှာပြိုင်ဘက်ရဲ့ next move ကိုခံမှန်းပြီးတုတ်ပြန်ရပါတယ် ဂွယ်လာကလည်းကျင်းပတ်အသင်းရဲ့ကစားကွက်အခင်းကျင်းနဲ့ viewer အလိုက်တုံ့ပြန်တတ်ပါလိမ့်။ chess game ခုမှာဆုံးဖြတ်ချိန်နိုင်ပိုင်းလုံးကြပါမယ်။ဘောလုံးပွဲမှာတော့စက္ကန့်ပိုင်းမိနစ်ပိုင်းတွင်ဆုံးဖြတ်ရတာဖြစ်ပါလိမ့်။တစ်ချက်စဉ်းစားပြီးတိုက်ခိုက်ရတဲ့ chess time football ဂွယ်လာရဲ့နီးပြပွားမှာအတော်လေးစွမ်းမှုခဲ့တာပါ။အာဆင်နယ်ရဲ့ပွဲမှာဂွယ်လာကကွင်းလင်းနဲ့ခံစစ်နှမျိုးစလုံးကစားနိုင်တဲ့ Nunes ကိုဒုတိယပိုင်းစရနဲ့ကူဆာနိုနဲ့လူစားလဲခဲ့ပါတယ်။ပြီးတော့ပွဲချိန်68မိနစ်မှာဖိုရန်ကိုထုတ်ပြီးခန်းစစ်ကစားမှအကီပွဲချိန်86မိနစ်မှာဟာလန်ကိုထုတ်ပြီးနီကိုကစားလဲတို့ကိုထည့်ခဲ့တာပါ။ ဝယ်တင်89မိနစ်မှာဂျွန်စတုံးလိုခန်းစစ်ကစားသမားနဲ့ဆာဗီညိုလိုပြေးအားဖြားအကောင်းတဲ့ကစားသမားတွေထဲကကွာလူလာခန်းစစ်အားပြုပြီးဘတ်စကားဝက်ကိုတုံးသွားခဲ့တာပါပဲ I'm nice for my December ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ